အရှင်ဖရာဖုန်ကြီးတွေကတနက်ကင်လို့ရလာဖရာဖြေပေးတော်မူပါဖရာတဲ့တပ်ဗံအာဝုဒဗန္တံအနာမတံလက်နက်ဟုသမျှမကင်ရလို့ပါရာဇိကံအထကထာမှာဆိုထားတဲ့အတွက်ယဟန်မှန်သမျှလက်နက်ကင်ခွင့်မရှိပါဘူးနော်ယဟန်တွေလက်နက်ကင်မယ်ဆိုရင်ဒုက္ကအာဘတ်တင့်ပါတယ်ယဟန်ဆိုတာကမေတ္တာတရားကိုရှေ့ရှုပြီးနေရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လက်နက်ကင်မယ်ဆိုရင်ဒုက္ကအနေနဲ့လည်းအမြင်မတင့်တဲ့သလို ဝီနီရှူတောင်းရကြည့်မယ်ဆိုရင်လည်းပဲအဘတ်တင်တဲ့အတွက်လက်နဲ့မကင်တင်ပါဘူးနော်တချို့နေရာတွေကြတော့ဖျားစင်တဲ့တချို့နေရာတွေကြဖျားကြောင်းဆောင်အခေါ်အဝေါ်တွေရှိပါတယ်ဖျားအဲ့ဒါဘယ်အခေါ်အဝေါ်ကပိုတင်ပါလဲဖျားတဲ့ဒီမိကုန်းကိုတခါတုန်းကဖြည့်ဘူးတယ်နော်ဖြည့်လိုက်တဲ့အခါမှာတချို့သောပရမတ်ကြောင့်တမားတွေကဖျားကြောင်းဆောင်ပဲခေါ်ခေါ်ဖျားစင်ပဲခေါ်ခေါ် ြည့်ညက်တွေပါတဲ့အေးမကြီးပါဘူးတဲ့နော်ဝိပဿနာအလုပ်ကိုလုပ်တဲ့နေရာမှာပရမတ်ကအရေးကြီးတာမှန်ပေမဲ့လောကီနယ်မှာလည်းပြည့်ညက်ကအရေးပါတယ်နော်ပြည့်ညက်ကအရေးမကြီးပါဘူးဘလို့ပဲခေါ်ခေါ်ဆိုရင်အမေကိုမိမလို့ခေါ်မယ်ရမလားမိမကို အမေလို့ခေါ်မယ်ရမလားအဖေကိုယောက်ျားလို့ခေါ်မယ်ရမလား ယောက်ျားကိုအဖေလို့ခေါ်မယ်ရမလားမရပါဘူးနော်ပြည့်ညက်ဆိုပေမဲ့သူ့နေရာနဲ့သူ အချိုးကျကျအတုံးချရပါတယ်စင်လို့ခေါ်လိုက်တဲ့နေရာမှာဖနက်စင်ပကန်စင်အဝတ်စင်တွေမြောင်များစွာရှိပါတယ်အဲ့ဒီလိုစင်တွေမြောင်များစွာရှိတဲ့အနက်ဖရားတရင်300နေရာကိုဖရားစင်လို့ပြောလိုက်မယ်ဆိုရင်အခြားစင်တွေနဲ့ရောထွေးသွားနိုင်ပါတယ်ဒါကြောင့်တီးခြားခွဲထွက်ဖို့အတွက် ဖျားစင်လို့မတုံးပဲနဲ့ဖျားចောင်းဆောင်လို့တုံးခြင်းဟာပို၍တင့်တော်ပါတယ်နော်ဖျားတရဏဂုံပြည့်စေသောအကြောင်းတရားများကို ပြောပြပါလားဖျားတဲ့တရဏဂုံပြည့်ခြင်းကတဝုဇ္ဇဗေဒအပြည့်ရှိသောပြည့်ခြင်းနဲ့အနာဝုဇ္ဇဒုက္ခဝိပါကဗေဒအပြည့်မရှိသောပြည့်ခြင်းရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်အပြည့်ရှိသော ပြည့်ခြင်းဆိုတာကဖျားတရားတန်ကယရဏ၃ပါးမှလွဲ၍အခြားမကူးကွယ်တဲ့မကူးကွယ်ထိုက်တဲ့အရာတွေကို ယရနာ၃ပါးကဲ့သို့အလေးထားပြီးကိုးကွယ်စည်းကပ်ခြင်းကြောင့်ပျက်စီးခြင်းမျိုးကိုပြောတာပါဥပမာ38မိနစ်တွေကိုယရနာ၃ပါးကဲ့သို့အလေးထားပြီးကိုးကွယ်စည်းကပ်မယ်ဆိုရင်တရဏဂုံပြတ်ပါတယ်အဲ့ဒီလိုပျက်ခြင်းမျိုးကအပြည့်ရှိသောပျက်ခြင်းဖြစ်တာကြောင့်သာဝဇ္ဇဗေဒဖြစ်ပါတယ်အပြည့်မရှိသောပျက်ခြင်းဆိုတာကတော့ပေလွန်၍ပြတ်တာကိုပြောတာပါဗုဒ္ဓဘာသာဝင်တယောက်သိပြီဆိုရင်တရဏဂုံပြတ်ပါတယ် အဲ့ဒီလိုပြက်ချင်းမျိုးကဓမ္မတာအရာပြတ်တာဖြစ်တဲ့အတွက်ကြောင့်အပြစ်မရှိသောပြက်ချင်းဖြစ်တဲ့အတွက်အနာဝဇ္ဇဒုက္ခဝိပါကဖေဒဖြစ်ပါတယ်။ဒါဟာတရဏဂုံပြက်ချင်းအကြောင်းတရားတွေပဲဖြစ်ပါတယ်။ဥပုံနေ့မှာဝါဆိုသင်္ကန်းတက်လှူတဲ့အခါကိုယ်တိုင်ဝယ်လှူတာကမြတ်တယ်။ဖုံးကြီးကိုဝိထုငွေ1000 1500ငတ်ပြီးသင်္ကန်းယူကတ်တာမမှန်ဘူးလို့သိရပါတယ်ဖေယ။အဲ့ဒါဟုတ်မှန်ပါသလားဖေယတဲ့။ လူတွေကတော့ဆိုင်ကဝယ်ကက်တီပဲဖြစ်စီဖုန်ကြီးစီကတင်ကန်းကိုဝှထုငွေကက်ယူပြီးဖုန်ကြီးကိုပြန်ကက်တီပဲဖြစ်စီဘလို့နီးနေပဲကက်ကက်ဥဒိုရပါတယ်ဥဒိုရပြီဆိုတဲ့ကိုကမြက်ပါတယ်နော်ဘာကြောင့်လဲဆိုရင်လူတွေကအယောင်းအဝယ်လုပ်လို့ရတဲ့အတွက်ပဲဖြစ်ပါတယ်ဖုန်ကြီးစီကတင်ကန်းကိုဝှထုငွေကက်ယူလိုက်တာဟာဝယ်လိုက်တာဖြစ်ပါတယ်အဲ့ဒီလိုဝယ်လိုက်တာဖြစ်တဲ့အတွက်မိမိတင်ကန်းဖြစ်သွားတာကြောင့်ဖုန်ကြီးကိုပြန်ကက်တာဟာ ကုသိုလ်ရပါတယ်။ဖုန်ကြီးတွေအတွက်ကတော့မကောင်းပါဘူး။ဘာကြောင့်လဲဆိုရင်ဖုန်ကြီးတွေမှာအယောင်းအဝယ်မလုပ်ရဘူးဆိုတဲ့ရူပိယတန်ဝေါဟာရသိက္ခာပုရှိလိုပဲဖြစ်ပါတယ်။သင်္ကန်းကိုဝိထုငွေယူပြီးပြန်ဆွန့်လိုက်တာဟာရောင်းလိုက်တဲ့သဘောဖြစ်တဲ့အတွက်ရူပိယတန်ဝေါဟာရသိက္ခာပုအယနေတကိပါစိတ်အဘက်သင်ပါတယ်။ဒါကြောင့်ဖုန်ကြီးတွေအတွက်ကတော့မကောင်းပါဘူး။နော်တပြည့်တော်သူများအပေါ်ကောင်းခဲ့တယ်ဖေရ။ သူများတွေဘာဖြစ်လို့တပြည့်တော်အပေါ်မကောင်းခဲရတာလဲဖရာတဲ့သူတစ်ပါးအကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါမှာမျှော်လင့်ချက်နဲ့မဆောင်ရွက်ရပါဘူးမျှော်လင့်ချက်ကင်းစွာဖြင့်ဆောင်ရွက်ပေးရပါမယ်မျှော်လင့်ချက်ထားပြီးဆောင်ရွက်ပေးမယ်ဆိုရင်ကိုမျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာပါကဒေါသဖြစ်ပြီးပူလောင်ရပါတယ်ဒါကြောင့်မျှော်လင့်ချက်မထားပါနဲ့နော်လူတိုင်းဟာ တဦးနဲ့တဦးစိတ်ချင်းမတူပါဘူးမိမိက သူ့အပေါ်ကိုကောင်းပေမဲ့ကို့အပေါ်ကို ပြန်ကောင်းချင်မှကောင်းမှာပါတင်ကောင်းလျင်ကျနုပ်မဆိုးပါဆိုတဲ့စာတန်းကိုတချို့အိမ်တွေမှာကတ်ထားတာဖတ်ဖူးပါတယ်အဲ့ဒီစာကိုရေးတဲ့သူဟာပညာမဲ့တဲ့သူဖြစ်ပါလိမ့်မယ်ဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းအောင်နေရမှာဖြစ်ပါတယ်သူများမကောင်းတိုင်းကိုပါလိုက်မကောင်းဘူးဆိုရင် ကိုပါလူမိုက်စရင်ဝင်သွားမှာဖြစ်ပါတယ် ်ဦးသိန်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားကိုကြည်လိုက်ပါမြတ်စွာဘုရားသည်ဘယ်သူကောင်းကောင်းမကောင်းကောင်းသူကောင်းအောင်နေခဲ့ပါတယ်အဲ့ဒီလိုသူကောင်းအောင်နေခဲ့တဲ့အတွက်အခုဆိုရင်မြတ်စွာဘုရားဟာနိဗ္ဗာန်ချမ်းသာကိုခံစားနေရပါပြီဒါကြောင့်သူများမကောင်းတာကို မကြည့်ပါနဲ့ကိုကိုကိုပဲကိုကြည့်ပါ ကို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 ကြည့်ပြီးကိုကိုကိုကောင်းအောင်နေထိုင်ပါအဲ့ဒီလိုကောင်းအောင်နေထိုင်မယ်ဆိုလို့ရှိရင် နောက်တစ်ချိန်မှာ ချမ်းသာဒုက္ခကိုခံစားရမှာဖြစ်ပါတယ်။အလောင်းတော်ကတ္တဖကတကယ်ပဲဂူထဲမှာရှိပါလားဖေယ။ဝီစီနဲ့ပြန်ပေးပါဖေယ။သိကျင်လို့ပါဖေယတဲ့။အလောင်းတော်ကတ္တဖဂူထဲမှာရှိတဲ့ရှင်မဟာကတ္တဖကိုတချို့ကဖះရှင်လက်ထက်ကရှင်မဟာကတ္တဖကိုတော်မြတ်ကြီးဆိုပြီးထင်တတ်ကြပါတယ်။တကယ်တော့မဟုတ်ပါဘူး။အလောင်းတော်ကတ္တဖဂူထဲမှာရှိနေတဲ့ ရှင်မဟာကတ္တဖဆိုတာဟာနရပတိစီတုမင်းလက်ထက်ကပေါင်းလောင်းရှင်မဟာကတ္တဖမထေရဖြစ်ပါတယ်။ဒါဖြစ်ရင်ဖယားရှင်လက်ထက်ကရှင်မဟာကတ္တဖကိုတော်မြတ်ကြီးဟာဘယ်မှာပြိဋိဘံပြုတာပါလဲဆိုပါကဖယားရှင်လက်ထက်ကရှင်မဟာကတ္တဖကိုတော်မြတ်ကြီးဟာရာဇဂျိုပြည်ဝေဘာရတောင်မှာပြိဋိဘံပြုတာဖြစ်ပါတယ်။ဒါဆိုရင်အလောင်းတော်ကတ္တဖဂူထဲမှာရှိနေတဲ့ ရှင်မဟာကတ္တဖဆိုတာဟာပေါင်းလောင်းရှင်မဟာကတ္တဖဖြစ်ပြီးဖျားရှင်လက်ထက်ကရှင်မဟာကတ္တဖမထေမြတ်ကြီးမဟုတ်ဘူးဆိုတာကိုသိလောက်မယ်ထင်ပါတယ်။ဖျားရှင်ကယခင်ပါရမီဖြည့်တုံးကဝေတန္တရာဇတ်ထဲမှာตาနဲ့တမီးရှိပြီးဖျားဖြစ်တော့ဘာလို့အရှင်ရာဟုလာတပါးပဲရှိတာလဲဖျားတဲ့ဝေတန္တရာဇတ်ထဲမှာပါတဲ့ตาနဲ့တမီးဆိုတာက ဇာလီနဲ့ကနာစိန်ဖြစ်ပါတယ်။မြတ်စွာဘုရားဖရာအဖြစ်ကိုရောက်ရှိတဲ့အခါမှာဇာလီမင်းသားလေးဟာယာဟုလာဖြစ်လာပြီးမင်းသမီးလေးကနာစိန်ကတော့ဥပလဝံထေရီမဖြစ်လာပါတယ်။ဘာကြောင့်ယာဟုလာတပါးတယ်ဖရာရှင်ရဲ့သားတော်ဖြစ်လာရတာလဲဆိုရင်ယာဟုလာလောင်းလျာဟာပါရမီစဖြည့်စဉ်ကာလမှာတည်းက ဖုရားရှင်ရဲ့သားတော်အဖြစ်ကိုစုပံပြီးပါရမီဖြည့်လာတဲ့အတွက်မြတ်စွာဘုရားဖုရားအဖြစ်သို့ရောက်ရှိတဲ့အခါမှာယာဟုလာတပါးတည်းသာဖုရားရှင်ရဲ့သားတော်ဖြစ်လာရခြင်းဖြစ်ပါတယ်။ဘုန်းကြီးចောင်းတွေမှာကြေးစီတီးရင် ခွေးတွေဥတာဘာကြောင့်ပါလဲဖုရားတဲ့။မဟာမြိုင်တော်ရဆရာတော်ရေးတဲ့စာအုပ်ထဲမှာခွေးကအဘူဒတ်ဖြစ်ပြီးကြေးကအအေးဒတ်ဖြစ်တာကြောင့်ဓမ္မတဲတဲ့အတွက် ကြီးစီအတန်ကြားတဲ့အခါမှာခွေးတွေဥရခြင်းဖြစ်တယ်လို့ရေးသားထားတာကိုဖတ်ရှုဖူးပါတယ်ဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုရင် ခွေးဆိုတာကတရိษံဖြစ်ပါတယ်တရိษံဆိုတာကတိအိษาဆိုတဲ့အတိုင်းအိษาကာမ၃ခုကိုသာတည်ပြီးလူတွေလိုကုသိုလ်လည်းမသိအကုသိုလ်လည်းမသိတဲ့တတဝါဖြစ်ပါတယ်အဲ့ဒီလိုကုသိုလ်လည်းမသိအကုသိုလ်လည်းမသိတဲ့တတဝါဖြစ်တာကြောင့် ကြီးစီအတန်ကြားတဲ့အခါမှာကြီးစီတန်ဟာကုသိုလ်ဖြစ်စေတဲ့အတန်ဆိုတာကိုလေသူတို့သိမှာမဟုတ်ပါဘူးဒါကြောင့်ကျောင်းတွေမှာကြီးစီထူရင် ခွေးတွေဥရာချင်းအကြောင်းရင်းဟာဓမ္မတဲလို့ဥဒါဖြစ်တယ်လို့ပဲဖြေကျင်ပါတယ်လူတွေတေတာနဲ့တေမင်းကလာခေါ်တယ်ဆိုတာ ဟုတ်ပါသလားဖေယားတေမင်းကအကောင်အထည်တကယ်ရှိနေတာလားဖေယားသိမယုံခြင်းလို့ပါဝီစီလေးနဲ့ ဖြေပေးစေခြင်းပါတယ်ဖရာတဲ့မှန်ရှိမှထိုင်ကြည့်လိုက်ပါအဲ့ဒီမှန်ထဲမှာပေါ်နေတဲ့သူဟာတေမင်းပါပဲတေမင်းကောင်တို့ဝိညာဉ်ကောင်တို့ဆိုတာဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာကြားတွေရဲ့ယုံကြည်ချက်ဖြစ်ပါတယ်တကယ်တော့တေမင်းဆိုတာဟာမိမိကိုယ်တိုင်ပဲဖြစ်ပါတယ်ခန္ဓာရထားတဲ့တတ္တဝါမှန်သမျှတေရမှာဖြစ်ပါတယ်ခန္ဓာရရတဲ့အကြောင်းရင်းကလည်းကံကြောင့်ဖြစ်ပါတယ်ကံကလည်းကိလေသာကြောင့်ဖြစ်ပါတယ် ကိလေသာရှိနေသေးတဲ့၍ကံရှိနေအောင်မှဖြစ်တဲ့အတွက်ခန္ဓာတွေရပြီးတည်နေအောင်မှဖြစ်ပါတယ်။ဒါကြောင့်တည်ရတဲ့အကြောင်းရင်းဟာကိလေသာနဲ့ကံကြောင့်တည်ရတာဖြစ်တဲ့အတွက်ဘယ်တည်မင်းကမှလာခေါ်တာမဟုတ်ဘူးလို့ပြောကြင်ပါတယ်။